မင်းကြည့်ရလေငါတိငါတက်စကေလူဝဲတွေအတွေ့အကြုံတော်တော်ရှိပုံပဲဟောမဟုတ်ပါဘူးဗျာကျွန်တော်ကကျွန်တော်သင်ခဲ့တဲ့သင်ခန်းစာတွေဒီနေ့မျှဝေပေးရနန်းခွင့်မယ်ဟုတ်လားဟုတ်တယ်ဟောလန်းခွင့်ရအောင်ဘာကြောင့်ပြစ်စနဲ့ငါ့ကိုလန်းခွင့်ရလဲအနေကနင်းကဘယ်လိုမှရှေ့ဆက်လို့မှအဆင်မပြေတော့ဟာငါနိုင်ငံသားမှာဘွားတစ်ကိုစားခြင်းတယ် ။နင်းဒီမှာပဲနေရှင်တယ်လေ။ဟိုရည်ရွယ်ချက်ချင်းမတူရဲ့လူမျိုးတော့ကဘလုံးမမအနာဂတ်ဆိုတာမရှိတာ။အော်။ရည်ရွယ်ချက်ချင်းမတူတာနဲ့ပဲ။ငါတို့တွဲခဲ့တဲ့ခုနှစ်လုံးကအလကားဖြစ်သွားပြီပေါ့ဟုတ်လား။နင်းအရန်တော်ပြီးတော့ချက်မြက်တဲ့မင်းပါပဲခင်ဗျာ။နင်းပူတိမှာပေါ့။ကောင်းပြီလေ။နင်းဘက်ကအဲ့လောက်လမ်းခွဲနေရယ်ဆိုလို့ရှင်လေ။လမ်းခွဲကြတာပေါ့။ငါတော့အေးဆေးပဲနော်။ စင်ပြေပါစေခင်ငါအဆင်ပြေပြီလားငါလိုအနေထားနဲ့လေနိုင်ငံသားတွေသွားပြီးတော့ပညာသင်ဖို့အတွက်ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်ရှာဖို့အတွက်ငါလိုအပ်ဖို့နင်ကနဲ့နာသွားမှာနင်သိငါနဲ့နာငါဘာလို့နင်နာမလဲဟမ်အော်ငါလိုတိတ်ကိုလပါထမြင်နေတဲ့မိမချက်ကိုနင်လဲခွဲလိုက်ရတဲ့အတွက်နင်တော့အများကြီးနင်နာသွားမှာပေါ့ ကျွန်မနာမည်ကဗရမယခင်မဟာအပလီကေးရှင်းရဲ့ digital marketing manager ပေါ့ကျွန်မဆိုရင်ဝန်ထမ်းတွေကတုံနေအောင်ကြောက်ကြတယ်ဒါပေမဲ့ဂိမ်းမဆိုင်ပါအောင်ကျွန်မသူတို့အတွက်တော့ကြောက်စရာကောင်းရင်ကောင်းနေမှာပေါ့စီစနစ်နဲ့အလုံးလုံးတက်တဲ့ကျွန်မတို့ထက်လူကြီးမျိုးကကြောက်စရာကောင်းမှာပေါ့လေသူတို့ကျွန်မကိုပေးထားတဲ့နာမည်ပြောင်းတော့ကျွန်မသိကြိုက်တယ်တမနီတဲ့ဟေးဒီမှာ မင်းအလောက်ချိန်မှာဖုန်းမပြောအောင်ဆိုတာမင်းနားမလဲဘူးလားဟုတ်ကဲ့ကြုံတောင်းမှမှာရမတိလိုက်တော့ခဲငါတို့ရှာခိုင်းရလေရှိလို့ပါဟဲ့အရင်မစူပါနဲ့နင်းလဲနော်အမြင်နဲ့ကာစစ်ကာစီနဲ့မဟုတ်ပါဘူးဟာငါတို့ဒေါသနဲ့မဆုံးဖြတ်စီခြင်းလို့ပါဟာငါဘဝမှာလေဆုံးဖြတ်ချက်တွေမှားခဲ့ဆိုတာရှိခဲ့ဘူးလို့လားအမလေးကမရှိပါဘူးနော်မရှိပါဘူး နားနေော်လေအရေးမကြီးတဲ့အရာကြောင့်ခေါင်းရှုံးခံစီခြင်းလို့ပါဟဲ့ကဲတော်ပြီအပူတွေပြောမနေနဲ့ story box ပဲမလဲပြီးပြီလားပြီးပြီပြီးပြီအေးငါကြည့်မယ်လားလာလာလာအိုင်ဒီယာတော့မြင်နေရပုံစံပါပဲဘာမှထွေထူးလဲလို့တောင်းလဲရတော့မရှိဘူးနော်အေးကွာဒီလို strategy မျိုးနဲ့သွားနေတာ marketing ဘက်ကလူမသိဘူးလားမသိပါဘူးကွာဒီပုံစံတိုင်းဆိုလို့ရှင်လေ product ကအနည်းငယ်ကြာမှာ อืมยาวเลยတော့จ่าနိုင်လေอืมဒီမှာမင်းတို့ဟာသူများရိုက်ခွင်းလာပြီးတော့ဝေဖန်လေကန်ရေးလုပ်နေရမင်းတို့ကဘာပတ်သက်မှုရှိနေလဲโอ้ကျွန်တော်တို့နဲ့တော့ဘာမှပတ်သက်မှုမရှိပါဘူးဒီတိုင်းလမ်းကြုံလို့ဝင်လာလိုက်တာပါဒါနဲ့ဒီဘက်ကမှာငါဒီကတာဝန်ရှိရတူမားကတ်တင်းမန်နေဂျာမင်းတို့ခုနကပြောနေတဲ့ strategy တွေဟောင်းနေပြီဆိုတာမှန်ပေမဲ့ old bag go ဆိုတာရောမင်းတို့သိလားမင်းတို့ကြည့်ရလဲငယ်သေးမဲ့ပုံဆိုတော့သိနာလိုက်မယ်လည်းမထင်ပါဘူးဒီမှာတချို့ project တွေကလေနီလန်ဟောင်းတွေကိုအသုံးချပြီးအောင်မြင်နေတာတွေမှာအများကြီးပဲမင်းတို့လူငယ်တွေကနော်တင့်မဆမ်းမခင်မြေလို့ထင်နေရအောင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဘက်ကအမှပြောတာ။ကျွန်တော်လက်တောက်ကံပါတယ်။ဒါပေမဲ့ဗျာဒီလို strategy အဟောင်းညဆက်သွားနိုင်မယ်ဆိုလို့ရှိရင်တော့တခြား company နဲ့ရှင်လို့ရှိရင်နောက်ကောက်ကြံခဲ့မှာ။အဲ့တော့ creation ကောင်းကောင်းနဲ့လုံးမှအောင်မြင်မှရရှိတည်တတ်ပုံလား။မင်းချက်ချင်းတုတ်ပြန်နိုင်သားပဲ။မင်းကြည့်ရလေ။ငါတိငါတက်စကေလူဝဲတွေအတွေ့အကြုံတော်တော်ရှိပုံပဲ။ဟောမဟုတ်ပါဘူးဗျာ။ကျွန်တော်ကကျွန်တော်တင်ခဲ့တဲ့တင်ငန်းစာရေဒီအမေမျှဝေပေးရ။ဒီမှာမင်းတို့ဘာသာမင်းတို့လေ ဘလောက်ကောင်းတဲ့ကြောင်းနေမှာပဲတက်ခဲတက်ခဲဖက်ဆောက်တဲ့ကနီလန်းနေရအသုံးဝင်မှုဆိုတာအတွေ့အကြုံကသင်ပေးသွားလိမ့်မယ်။အော်ခက်တော့ခက်တယ်ကောင်းမြန်ဟာဒီအတွေ့အကြုံမဲ့လာလာပြောနေတယ်။အဲ့ရှေ့လူတွေကလေသူတို့မအောင်မြင်နိုင်နောက်လူတွေမအောင်မြင်ဘူးပဲထင်နေကြ။နောက်လူတွေကရှေ့လူတွေပို့ပြီးရည်ရှိရှိတာရောမဖြစ်နိုင်ဘူးလား။မင်းကဲဟိုဒရိုက်တာကြီးကထမင်းစားနားတော့မယ်လို့ပြော။တော်ရ။နားတော့ပဲ။နားတော့လေ။နားပြီ။ကြည့်စကားကြည့် ဟေ့ရမိမိလုံးလည်းကပ်ပါအောင်ဟေ့ရမာတော့ကွာလုံးဝဟတ်တီဝိုင်းမင်းဟတ်တီမရှိတော့မသိဘူးရောစကားသာဆက်ပြောလိုက်ရင်တော့ဟိုကမင်းကိုကျွေးလဲတော့မင်းကောင်းမဲ့ထီးလေဘာပဲတီတီပါအချစ်နဲ့တီတာပဲကောင်းမှာယူရလဲဓမင်းလို့ဟင်းလို့ယူပါကွာဟေ့ရဘယ်နည်းဓမင်းသာနာမေးတဲ့ပုတ်လीငါတို့မပေါဘူးလीငါတို့ပြန်ရမှာဟုတ်ပြန်အိတ်ပေါင်ပြန်ရမှာပါမယ် ဒါနဲ့ကိုကမောင်ခဏမင်းကဘယ်တိုင်းရောက်နေလဲဗျဒီနေ့မှာသုံးတမ်းပဲရှိပါသေးတယ်ဗျာဒီကကလေးဖြစ်ရတာမလွယ်ပါဘူးဗျာကြောင်းရင်မပြီးဘူးပြို့ဟိုတင်တဲ့တက်ရဒီတင်တဲ့တက်ရနဲ့ကလေးကနားတယ်လို့တော့မရှိပါဘူးဗျာကျုပ်ကတော့ဗျာကျုပ်သားနဲ့ကျုပ်ချွေးမအောင်ကြည့်လို့ကိုမရဘူးသူတို့တော့လည်းအဲ့လိုဒီကြိုးစားခဲ့ကြတာမှမဟုတ်ဘူးနဲ့ဗျာဟုတ်ပါဗျာဘာလို့လဲကျုပ်လက်တူတူပဲလေတမိတဲ့သူခဏခဏရံဖြစ်နေရတာဗျာခရီးရပြည်လူလောကတွေကိုမင်းနေနေရမှာရောက်လာတာကို ကိုចောင်းထားမယ်ဒီចောင်းထားမယ်လည်းပြန်ရှုပ်နေတာပဲโอเคဆိုခင်ဗျားခင်ဗျားသမီးကိုနားမချတော့ဘူးလားအရွယ်ရှိတုန်းမှာအိမ်တော်ပြုတ်ခိုင်းထားမှာခင်ဗျားအသက်ကြီးတဲ့အခါမှာကြီးတွေကိုခင်ဗျားထိန်းចောင်းလို့ရမှာဗောဗျအဲ့ဒါတော့သမီးဘောလေဗျာကျုပ်ကအဖေဆိုပေမဲ့သမီးသူ့ဘောကိုတော့သူဆုံးပြတ်ပါလေကျုပ်ကတော့သမီးစိတ်ချမ်းသာနေပြီးတာပဲပြီးတော့ဒီခေတ်ကြီးမှာလက်မထက်ကြသေးတဲ့ single တွေအများကြီးပဲဟုတ်တယ် ဟာကိုကင်းစိုးရလိုက်ဗျာအဲ့လိုတော့လည်းမဟုတ်သေးဘူးလေဗျာဟာကိုကျော်ဝင်းဟာဒီမှာဒီမှာလာကျွန်တော်ဒီမှာအေးဟာလူစုံပြတ်စုံပါလားကိုကမောင်ရောစောလာရာဗျာကျုပ်တို့ကစောတာမဟုတ်ဘူးပြောခင်ဗျားနောက်ကျနေတာကဲစိုးသားမအောင်ခင်ဗျားဘာဖြစ်လို့နောက်ကျနေရလဲပြောချင်တော့ပါဘူးဗျာအိမ်မှာတားချင်းမှုမများချင်းမှုနေပြီးတော့ညှိချင်းမှုပါအဲ့ဒါတောင်ဝင်ထမ်းဆောင်နေရတာဗျို့ အဲ့ဒါလေးဟုတ်တယ်။တကယ်မိတ်ဆက်ပြရအောင်မေ။ဒါကကျွန်တော်ရေမိတ်ဆွေဦးနာကျော်တဲ့။အရင်တော့ကစီးပွားရေးမှာအောင်မြင်ခဲ့တဲ့ပုံကိုပေါ့ဗျာ။နော်။အခုတော့မြေးတွေကိုနေရာလွှဲပြီးတော့သူကအနားယူနေပြီရေဗျာ။ကဲအားလုံးကိုတွေ့ရတာဝမ်းသာပါတယ်။ဟုတ်ကဲ့။အဲ့ကျွန်တော်ကလည်းအသက်ရွယ်ဘူးပဒနာမထားပဲနဲ့မိတ်ဆွေတယောက်လို့ပြောဆိုစမ်းပါတယ်။ဟုတ်ကဲ့ပါ။ဟော ခုနကတော့ကြောက်ရတဲ့ဇာတ်ထဲမှာဟုတ်ကဲ့ဦးနာကျော်ရဲ့လုပ်ငန်းတွေကိုမိကိုလက်လွဲပေးလိုက်တယ်ဆိုတော့မိကတော်တော်အသက်ကြီးပြီလားဗျာอืมအခုဆိုရင်အသက်26နှစ်ရှိနေပြီအဲသူ့အဖေတွေအိမ်အောင်ကြတာဆိုတော့ကျုပ်ကမိစောစောရတာပေါ့ဗျာအဲ့ဒါလည်းကောင်းတာပါဗျာကျုပ်တို့ကတော့ကျုပ်တို့မိကငယ်နေတော့အရာရာကိုစိတ်မချနိုင်နေဘူးပြော